အတိတ်ကရိမ်ဝဲတွေကြောင့်အိမ်တော်ပြုအမှာကြောင်းနေကြရတဲ့အမှုပညာရှင်တော့အိမ်တော်ပြုကမိသားစုဘဝထူထောင်ဖို့အတွက်လူတိုင်းကစိတ်ကူးရင်ကပျော်ရွှင်နေတတ်ပေမယ့်ဒီအမှုပညာရှင်တော့ကတော့အိမ်တော်ပြုအမှာကိုကြောက်ကြတဲ့သူတွေဖြစ်ပါရဲ့ ်အတိတ်မှာဖြစ်ခဲ့တဲ့အရာတွေကြောင့်လက်ထက်ရမှာကိုကြောက်ရွံ့ကတင်းရှောင်နေတဲ့နုပညာရှင်သုံးကဘသူလေးလေးဆိုတာကြည့်လိုက်ရှာအောင်ပါနမတေးဆိုင်ဆိုင်ခလိုက်ဆိုင်ဆိုင်ခလိုက်ကအသက်48နှစ်ရှိပြီဖြစ်ပေမဲ့အခုချိန်ထိအိမ်နာမပြေဝဲနဲ့လူငယ်လေးလိုသားနေထိုင်နေတာဖြစ်ပါရည်အနုပညာလောကမှာဆိုရင်လေတဟုန်တိုးအောင်မြင်သလိုစီးစိမ်တွေကလည်းမနေတဲ့သူတွေအိမ်နာပြေဖို့ဆိုတာခက်ခဲတဲ့အရာမဟုတ်ပါဘူး ဘဝရက်တည်းရဲ့အတွက်လည်းစိတ်ပူစရာမလိုတလို့ဘာခက်ခဲမှမရှိဘဲနဲ့နေထိုင်နိုင်ပေမဲ့လည်းဆန်းဆန်းခက်လန့်ကအတိတ်ကအကြောင်းအရာတွေကြောင့်ကြောက်ရွံ့နေကြတာပါဆန်းဆန်းခက်လန့်ရဲ့ငယ်ဘဝကပျော်ရွှင်စရာနေခဲ့ပါရဲ့ မိဘနဲ့အိုအိမ်တော်ရေးစင်မပြေတာကြောင့်သူငယ်ငယ်လေးမှာကွာရှင်းခဲ့ကြတာပါမိဘတွေကွာရှင်းတာကသားသမီးတွေအတွက်တော့စိတ်အားငယ်စရာတွေဖြစ်စေရပါတယ်မိသားစုဘွားဆိုတာကပျော်ရွှင်စရာမကောင်းမှုဆိုတဲ့အတွေးအဆိုးတွေနဲ့ရှင်သန်ရတဲ့အထီကိုမှဖြစ်လာခဲ့ရတာပါဒါကြောင့်မေဆက်ဆန်ခလန်ကလက်ထက်ရမှာကိုတွေးပူလာခဲ့ပါတယ်မိသားစုဘွားဆိုတာကိုလေအယုံကြည်မရှိတော့တဲ့အတွက်လက်မတက်ကျင်တော့တာဖြစ်ပါတယ်။ဒါကြောင့်မလို့လေသူ့အနေနဲ့ခုချိန်ထိလူပြိုကြီးဖြစ်နေရတာပါ။ မန်နေမြက်ကေးတရားမြက်ကေးတရားကလည်းခုလက်ရှိမှာတကူရဲဘွားနဲ့နေကဖျက်တမ်းလို့နေတာပါမြက်ကေးတရားကငယ်ဘွားမာတို့ကသိချရတဲ့အချစ်အိုးရှိခဲ့ပူပါရီအချစ်အိုးနဲ့လက်ထပ်ဖို့အရာရာအဆင်ပြေနေပေမယ့်မိဘတွေကိုထောက်ပံ့ဖို့အမှုပညာလမ်းကိုရွှေ့ခဲ့ပါရီအမန်တကယ်ချစ်တဲ့ဖူးစာဘက်နဲ့လွဲပြီးတဲ့အချိန်မှာမြက်ကေးတရားအတွက်တာယာတဲ့အိမ်ဆောင်ရေးလည်းမရှိလာတော့ပါဘူးအိမ်ဆောင်ပြုခဲ့ပေမယ့်အဆင်မပြေတာကြောင့်အကွာရှင်းခဲ့ရပါရီမြက်ကေးတရားကအခုချိန်မှာတော့တယောက်တည်းဘွားကိုသာဖျက်တမ်းလို့နေရတာပါ သူ့အနေနဲ့အိမ်အောင်ပြုဖို့ကိုလည်းလုံးဝအစီအစဉ်မရှိတော့ပါဘူး။မြေကေတရောင်ကသူ့ဘဝမှာဒုတိယအိမ်အောင်ဆိုတာလုံးဝမရှိရဘူးလို့ဆုံးဖြတ်ချက်ချထားပါပါ။အိမ်အောင်ဆယ်များရင်အမျိုးသမီးတရားမဖြစ်ချင်တော့တဲ့အတွက်အိမ်အောင်ပြုရမှာကိုရန်ကုန်မှာကြောက်ခါဝဝေးကနေရှောင်ရှားနေရတာဖြစ်ပါရင်အရင်တော့ကတော့မိဘနှစ်ပါးကိုရှာကျွေးခဲ့တာဖြစ်ပြီးတော့မိဘတွေဆုံးမချိန်မှာတော့သူတယောက်တည်းပြောင်းအောင်ရက်တီလို့နေရတာပါ။နံပါတ်3မင်းဟိန်မင်းဟိန်ကလည်းအိမ်အောင်ပြုတဲ့အချိန်ကိုကြော်လွန်နေတဲ့လူပြိုကြီးနုပညာရှင်တယောက်ဖြစ်ပါရင်အခုချိန်ဒီအိမ်အောင်မပြုဘဲနဲ့လူပြိုကြီးဘဝနဲ့နေနေတဲ့ င်းဟင်းကိုတော်တော်များများကအင်တာပြုစေခြင်းကြပါရည်။ဒါပေမဲ့လေမင်းဟင်းကရွေးလွန်ပြီးတော့လူပြိုကြီးဖြစ်နေတာမဟုတ်ဘဲနဲ့အချစ်ဦးကိုမင်းမရလို့လူပြိုကြီးဖြစ်နေကြတာပါ။သူသိချရတဲ့ချစ်သူရှိခဲ့ပေမဲ့လေအကြောင်းမျိုးကြောင့်လမ်းခွဲခဲ့ရပါရည်။အခုချိန်မှာတယောက်တနေရာစီမှာလူပြိုကြီးဘွားနဲ့ဖြတ်တန်းရင်နှစ်ယောက်လုံးလက်မထက်ဖြစ်ကြသေးပါဘူး။ မင်းဟင်းကအခုချိန်မှာအင်တာပြူကျင်စေလဲတိတ်မရှိတော့ပါဘူး။တစ်ဖက်မှာလည်းသူနေနဲ့မိခင်ဖြစ်သူကိုပြုစုပေးနေရပါ။အသက်80ရွယ်မိခင်ကြီးကိုကိုရိုင်းနီးကပ်ပြုစုနေရတာမလို့အင်တာပြူဖို့ကမဖြစ်နိုင်သေးပါဘူး။မင်းဟင်းကညာအိမ်ရင်တောင်မှမိခင်ကြီးနဲ့အတူတူအိတ်တာဖြစ်ပါရင်မိခင်ဖြစ်သူတစ်ခုခုဖြစ်သွားမှာကိုစိုးရိမ်နာကြောင်းအနီးကပ်ပြုစုရတဲ့အချိန်လေးကိုစုံနေတာပါ။ပရိသတ်ကြီးရောဒီနုပညာရှင်တို့ကိုလက်ထက်စေချင်လားဆိုတာကိုပြောပြပေးခဲ့ပါအောင်ရှင်။အစုံနေကြွှားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါရင်။နောက်နေ့နေမှာလည်းစိတ်ဝေစားစရာကောင်းတဲ့ဆယ်ဒီလေးနုပညာ ရှင်ရဲ့အသေးနှစ်တူပြန်လာခဲ့ပါအောင်မယ်ရှင်ဒီဒီအောင်လုံးနဲ့ပဲနှုတ်ဆက်ခဲ့ကြပါရစေ